ဟယ်လိုအားလုံးမင်္ဂလာပါဖိုးဖိုးမချင်ကညီကျူဆိုပါတယ်ဆိုတော့ဒီနေ့ညမှာတော့ Champions League ပွဲစဉ်နေရှင်ပိုင်ကစားဖို့ရှိပြီးတော့ Chelsea နဲ့ Benfica တို့ရဲ့ပွဲကိုကျွန်တော်ကပွဲကြိုသုံးတစ်ချက်ကျွန်တော်လုံးကြည့်အောင်ပါဆိုတော့ဒီနေ့ညမှာဆိုလို့ချင်းကျွန်တော်က Real Madrid တို့ပွဲစဉ်နေကျွန်တော်ရှိတယ်ဒါ Real Madrid ကတော့ကျွန်တော်ကမပြောတော့ဘူးပေါ့နော်အဲ Real Madrid ပွဲကဘာမှတိတ်ပြီးတော့လည်းထူးထူးခြားခြားဖြစ်မယ်လို့ကျွန်တော်မထင်ဘူး Real Madrid အတွက် Atletico ကိုရှုံးအပြီးမှသူတို့နိုင်အောင်ကစားမယ်ပွဲလို့ကျွန်တော်ထင်တယ် အဲ့ဒါပြင်ကျွန်တော်တို့ဒါအတလန်တာဘွဲတို့ဘာလို့လဲကျွန်တော်တို့တိုက်တော့ဒါအင်တာကလည်းကျွန်တော်တို့ဒါဒီစလာဗီးယားနဲ့ဆိုတဲ့ခါကျတော့ဒီပြောစရာမရှိဘူးဆိုတော့ချယ်ဆီဘွဲကျွန်တော်အရင်ဆုံးပြောကြည့်အောင်ပါဆိုတော့ချယ်ဆီနဲ့ဘင်ဖီကာတို့ကျွန်တော်ရှင်းမယ်ကစားမယ်နီးပြဖြစ်တဲ့ဂျိုဆေမော်ရီညိုကဘင်ဖီကာနီးပြဖြစ်ကျွန်တော်တာဝန်ယူပြီးတော့လက်ရှိသူပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင်လှုပ်ပေးခဲ့တဲ့ချယ်ဆီအသင်းကိုပြန်ရောက်လာပြီပေါ့လေမော်ရီညိုဟာချယ်ဆီတမိုင်းမှာအင်မတန်အရေးပါတဲ့နီးပြတစ်ယောက်ပါ ဆိုတော့အခုဆိုလို့ချင်း Chelsea ကိုဒါပြိုင်ဘက်နီးပြဖြစ်ပြန်ရောက်လာတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ဘလို့ဘလို့ဆွမ်းဆောင်ရည်ရအောင်လှုပ်ပြနိုင်မလဲပေါ့ဒါဂိုင်တွေရတာက Benfica ဖြစ်နေတဲ့အတွက် Chelsea ကိုရှင်ကစားဖို့ထူးထူးအဝေးကွင်းမှာတော့မလွယ်ဘူးပေါ့လေတိုးတော်လက်ရှိ Chelsea ဘက်မှာလည်းသူ့ပြဿနာနဲ့သူ Chelsea ဘက်က injury ပြဿနာတွေမကဘူးရက်လက်ပိုင်းတွေပါ Mares ကတော့ပြဿနာတွေကျွန်တော်ကြုံနေရတယ်အဲ့ဒီတော့ Mares ကအနေနဲ့ ကျွန်တော်ဒီပွဲကအနိုင်ရအောင်လှုပ်ပြနိုင်မှပဲကျွန်တော်တော်ကကြမယ်။နော်ချယ်ဆီကပြီးခဲ့တဲ့ပရီးမီးယားပြီးခဲ့တဲ့ချန်ပီယံစ်လိမှာဆိုလို့ရှိရင်သူတို့ဘိုင်ယန်မြူးနစ်ကို3-1နဲ့သူတို့ရှုံးထားတာ။နော်3-1နဲ့ကျွန်တော်ရှုံးထားပြီးတော့ဒီနေ့ပွဲကတော့သူတို့တွေနိုင်ပွဲရအောင်ကျွန်တော်ဘောနော်ဒါလှုပ်ပြနိုင်မှကျွန်တော်ရမယ်။အဲတစ်ဖက်ကကျွန်တော်တို့နေဧည့်သည်ဖြစ်တဲ့ဘန်ဖီကာကလည်းသူတို့အိမ်ဝင်းမှာကာရာဘတ်ကို2-3နဲ့သူတို့ရှုံးနေရှုံးတော့နီးပြအပြောင်းလဲတွေသူတို့လှုပ်ထားတယ်ဗောလေအဲကြောင့်ဒီပွဲက2သင်းစလုံးအတွက် အိုစီအရေးပါတဲ့ပွဲဒါအိမ်ကွင်းမှာဆိုလို့ရှိရင်ချယ်ဆီအတွက်အင်မတန်ကိုနိုင်မဖြစ်မဲ့ပွဲမျိုးပါဆိုတော့ဒီနေ့တင်းကြတဲ့မှာထိတ်တိုက်တွေးတဲ့အနေအထားတွေမှာဆိုလို့ရှိရင်ကွာဟမှုတွေကျွန်တော်ရှိပါတယ်เนาะထိတ်တိုက်တွေးထားတဲ့အနေအထားတွေမှာဆိုလို့ရှိရင်ကျွန်တော်ဒါဘင်ဖီကာကချယ်ဆီကိုအနိုင်ရထားတာမျိုးတွေကျွန်တော်ဘယ်တော့ရှိမနေဘူးเนาะကျွန်တော်ဒါဘင်ဖီကာနဲ့ချယ်ဆီတို့ကျွန်တော်ဒါထိတ်တိုက်တွေးထားတဲ့အနေအထားမှာဆိုလို့ရှိရင်ချယ်ဆီက၄ဘွဲ့ထိကျွန်တော်နိုင်တယ်တည်ရီဘွဲ့မရှိရှုံဘွဲ့မရှိနဲ့နောက်ဆုံးသူတို့တွေးထားတာဆိုလို့ရှိရင် တို့ဒီချန်ပီယံချက်ဆီချန်ပီယံဖြစ်ခဲ့တဲ့ FIBA Club World Cup ပြိုင်ပွဲမှာကျွန်တော်ချက်ဆီရဲ့ဘက်က4-1ဆိုတဲ့ရလဒ်နဲ့ပေါ့နော်ကျွန်တော်ဒါဘန်ဖီကာကိုအနိုင်ရထားတာအဲဒါကိုကျွန်တော်ကြည့်ရင်ထိတ်တဲတွေးဆမှုတွေမှာတော့ချက်ဆီဟာဒီအတင်းကိုအသာစီယူထားနိုင်လို့မယ်ဒါပေမဲ့လို့ပေါ့နော်ချက်ဆီအနေနဲ့လက်တလုံးမှာသူတို့ကြုံနေရတဲ့ပြဿနာတွေကများပါတယ်သူတို့ပြင်ကျွန်တော်အနေနဲ့ကိုရူပါမာတို့မပါနိုင်တာတို့တကယ်အရေးကြီးတဲ့ကစားသမားတွေမပါနိုင်တာတွေကျွန်တော်ရှိနေတော့ဘန်ဖီကာကိုဘယ်လိုကစားလာမလဲဒါအပြင်ဂျူစီမော်ရီညိုအနေနဲ့ရော ဘီဘီကာဟာမျော်လင့်တကြီးနဲ့ခန့်ထားရတဲ့နီးပြဖြစ်တဲ့အတွက်ကျွန်တော်ချန်ပီယံစလိပွဲဒီမှာဘယ်လောက်ထိကျွန်တော်လုတ်ပြနိုင်မလဲပေါ့နော်ချယ်ဆီရဲ့ကျွန်တော်တို့ဘောနော်ကာရန်ဖော်မကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဘရိုက်တန်ကို1-3နဲ့အိမ်ဝင်မှာအနီးကပ်တွေတိပြီးတော့ကျွန်တော်ရှုံးထားတယ်။လင်ကွန်စီးတီးကိုအဝေးဝင်မှာ1-2နဲ့နိုင်ထားပြီးတော့မန်ချက်စတာယူနိုက်တက်ကို2-1နဲ့အဝေးဝင်မှာရှုံးထားတယ်။ဘိုင်ယန်မြူးနစ်ကိုလည်းအဝေးဝင်မှာ3-1နဲ့ရှုံးပြီးတော့ဘရန်ဖို့ကို2-2ဆိုတဲ့ရက်လည်းကျွန်တော်တည်ကြထားတယ်။ဆိုတော့နောက်ဆုံးချယ်ဆီရဲ့၅ပွဲမှာလင်ကွန်စီးတီးကိုပဲနိုင်ထားသေးတယ်။ ဒါကိုကျွန်တော်ကြည့်ရင်ချယ်ဆီအတွက်ဘယ်လိုမှန်ကိုလက်ခံစရာဖောင်မျိုးကျွန်တော်ဟုတ်မနေဘူး။ဒီဘက်ကဘင်ဖီကာကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ဒီနောက်ဆုံးပွဲကိုတော့သူတို့ဒီသာ2-1နဲ့သူတို့နိုင်ထားတယ်။အဲရှေ့မှာကျွန်တော်တို့ပဲ Rio Ave ကိုလည်းသူတို့1-1တည်ကြထားပြီးတော့ကျွန်တော်သာ EVS ကိုတော့ Away ကိုမှ3-0နဲ့နိုင်ထားတယ်။ကျတော့ဒါပြင်ဂျိုစီမိုရီညိုကင်တွဲတဲ့ပွဲတွေပေါ့လေအဲ့ဒီရှေ့မှာတော့ကာနာဘတ်ကို2-3နဲ့အိမ်ဝင်းမှာရှုံးတာเนาะစန်တာကလာရာကိုကျွန်တော်တို့က1-1တည်ကြတာဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုရင် ီမီကာကမော်ရီညိုရဲ့လက်ထက်မှာတော့အဆင်ပြေသလိုလေးဖြစ်နေတယ်ပေါ့လေနော်ဆိုတော့ဆဆာချင်းကင်တွေ့တဲ့ပွဲတွေမှာဆိုတော့တကယ်တကယ်သူတို့ကို challenge လုပ်နိုင်မဲ့အသင်းမျိုးတွေတော့မဟုတ်သေးဘူးဒါပေမဲ့အခုကတော့ Chelsea ကတော့သူတို့ကိုအမှန်ကန် challenge လုပ်မဲ့အခြေအနေမျိုးပါ ဆိုတော့ဘင်မီကာမှာလည်းတချို့တက်ကြီးကစားမတွေရှိနေတာဖြစ်နေတဲ့မော်ရီညိုဘယ်လိုမျိုးရင်ဆိုင်လာမလဲပေါ့နော်ဘင်မီကာရဲ့ကျွန်တော်ပွဲထွက်လူစင်းတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်နောက်တန်းမှာဆိုလို့ရှင်အခုချိန်ထိကျွန်တော်ဒါအာနီကိုလက်စ်အော်တာမန်ဒီနဲ့ပေါ့နော်လူငယ်ကစားမလေးဖြစ်တဲ့အန်ဒရယ်ဆေးဘာတို့ကို sorry အန်တိုနီယိုဆေးဘာတို့ကိုကျွန်တော်တုံးနေရတုံးနေရတော့မယ်။ကွင်းလင်မှာဆိုလို့ရှင် Richard Reuse တို့လူကစားမလေးကျွန်တော်ပါတယ်။ Barnacha တို့လူကစားမလေးကျွန်တော်ပါတယ်။ကွင်းလင်ကတော့တော်တော်လေးသဘောကျဖို့ကောင်းတယ်။ ဝင်လေတော်တော်လေးသဘောကျဖို့ကျွန်တော်တို့ကောင်းတယ်တိုက်စစ်မှာဆိုလို့ချင်းလည်းပဲဒါ Greek တိုက်စစ် exam မှာတင်မှာနော် Greek တိုက်စစ် exam မှာ Pavlidis တို့လို့ exam မှာကျွန်တော်တို့ရှိတယ်ဆိုတော့ဘယ်လိုပဲပြောပြော Mourinho အတွက်တော့ Chelsea လို့လူစင်းကောင်းတို့ကိုတော့မပိုင်ဆိုင်ထားဘူးပေါ့လေဒါအပြင်ဒီပွဲကလည်း Chelsea ကနိုင်ပွဲရဖို့အတွက်ရေပန်းစားနေတဲ့အနေအထားမျိုးပေါ့အဲ့တော့အဝေးဝင်းမှာ Chelsea ကိုဒုက္ခပေးနိုင်တယ်ဆိုလို့ရှိရင်ကိုပဲကျွန်တော်အနေနဲ့ပေါ့နော်ဒါ အစင်ကတော်တော်ကိုပြည်သွားမဲ့နေသားမျိုးတမတ်ရသည်ဖြစ်ဖြစ်ပေါ့တိုးတော်လည်းပဲဘင်ဘီကာအတွက်တမတ်ရဖို့ကိုပဲကျွန်တော်တို့မလွယ်ကူသလိုဖြစ်နေသလားပေါ့ဒါချယ်ဆီကတအားကောင်းနေလို့လားဆိုတော့လည်းမဟုတ်ဘူးပြည်ထနာကသူတို့မှာ injury ပြည်ထနာတွေကြုံနေရပြီးတော့တကယ်အသင်းရဲ့အနေထားကိုအပြောင်းလဲလုပ်ပေးနိုင်မယ့်ကစားမတွေပါဝင်ဖို့မတိကြသေးလို့ပဲဒါအပြင်မာရက်စကာရဲ့လက်အောက်မှာဆိုလို့ရှိရင်နီပြာကိုတိုင်မှာဆုံးဖြတ်ချက်အမှားတွေဆုံးဖြတ်ချက်လောတာတွေတွေ့နေရတာတော့ဒါအပြင် injury ပြည်ထနာတွေ အနီကပ်ပါလေအယူအပြဿနာတွေကြောင့်ပေါ့နော်ကျတို့ကလွဲနေရတာကစားမတချို့တအပြင်ပွဲဒီမှာဆိုလို့ရှိရင်အနီကပ်တွေပါတွေထိပြီးတော့ပွဲဒီမှာကိုထင်းတို့မဖြစ်ခဲ့တဲ့ပုံစံကြီးကျုံနေရတာဇက်တိုက်တွေကျွန်တော်ဖြစ်နေတယ်ဆိုတော့အဆင်မပြေတာတွေများတယ်လို့ကျွန်တော်ပြောရမယ်ဆိုတော့ဖြစ်နိုင်ကြီးလူစင်းမှာဆိုလို့ရှိရင်လည်းဆန်ချက်စ်ပါမယ်ပေါ့လေချာလိုပါကဟိုတနေ့ကအနီကထိတယ်ဆိုပြီးမှဒါပြည်တွင်းပြိုင်ပွဲအတွက်ဆိုတော့ဗာရီယာရှီတို့ချာလိုပါတို့ပြန်ပါမယ်တူဆင်ကလည်းပြန်ပါဖို့မတိကြလို့ဝစ်စလီဖိုဘနာကလည်းပြန်ပါဖို့မတိကြဘူးကိုပါမှာပါဖို့မတိကြဘူး အဲကျွန်တော်ဒါတွေကြည့်မယ်ဆိုလို့ချင်းအချီနီကမဟန်ဘူးပေါ့နော်ဆိုတော့ညာချက်မှာဆိုလို့ချင်းရင် James လေးကစားလို့ရမယ်လို့ကျွန်တော်ထင်တယ်။ဟော James ကျွန်တော်တို့ရှိမယ် Gusto ရှိမယ် Google လာကျွန်တော်တို့ရှိမယ်ဗျာ။ဟိုနီးပြားကတော့ကန်စီဒိုတို့ဘာတို့လေပေါ့နော်ကျွန်တော်တို့ကမတီကြဘူးလို့သူပြောထားပြီးမယ်လို့ကန်စီဒိုတို့ပေါ့နော်ပြီးလို့ချင်း Joao Petro တို့တကယ်တကယ်ပါဖို့မတီကြဘူးเนาะတန်တရားရှိသူကောင်းနေပါ냐ဖြစ်နေတယ်ပြောပြီးမယ်လို့ကျွန်တော်တို့ပါလိမ့်မယ်ထင်ပါတယ်။ เนาะရိုမီယိုလာဗီယာနဲ့ကျွန်တော်ကန်ဆီလိုရဲ့ကွင်းလေးကိုပြန်ပြီးတော့မြင်တွေ့ရဖို့ရှိမယ်လို့ကျွန်တော်ထင်တယ်ဒီနေရာမှာဂါနာချူရိုဘာလို့ဂဇာမားတွေကိုကျွန်တော်သာတောင်မန်ဒီမှာပွဲထုတ်လာမလားပေါ့ဘာလို့လဲဆိုတော့ဂါနာချူကအခုချိန်ကြီးကောင်းကောင်းကန်ကန်ပွဲကစားခွင့်ကျွန်တော်မရသေးဘူးဂျီမီဂစ်တင်းစ်တို့ပြီးလို့ရှိရင်ကျွန်တော်သာတိုက်စစ်ကဂျော့ချ်တို့ကိုကြော်ပြီးတော့ဘလူးမန်ကိုပွဲကစားခွင့်ကျွန်တော်မရတာနော်ဆိုတော့ဟိုဘွန်နာနိုဒီကိုလည်းသူတို့တွေဒါလူစင်းထဲမှာထည့်လာတယ်ထင်ပါတယ်ဆိုတော့မာရက်စကာအတွက်ဒီပွဲမှာ မဖြစ်မနေဆိုသလိုကျွန်တော်ကအနိုင်ယူရမယ့်ပွဲမျိုးပါ။အဲကျွန်တော်တို့ခုနပြောလိုပဲနောက်ဆုံး၅ပွဲမှာ Lincoln City တသင်းကိုပဲနိုင်ထားတယ်ဆိုတာမျိုးကဘလို့အနီးကပ်တွေဂျုံခဲ့တယ်ပါတယ်ပြောပြော Chelsea တို့အစင်သာလက်ခံနိုင်စရာနေထားမျိုးကျွန်တော်ဟုတ်မနေဘူး။အဲတော့ Benfica ကို Chelsea အနိုင်ရဖို့လိုပါတယ်။ Maresca နေနဲ့ဒီပွဲနိုင်မှသူ့ရဲ့ PR တွေအတိုင်းအတာတစ်ခုထိ short ချနိုင်မှာဆိုတော့ Euro နေနဲ့ရော Chelsea နေနဲ့ Benfica ကို goal ပြတ်နိုင်လိမ့်မယ်လို့ Euro ထင်ကြလား။သူတို့ကြပါအောင်အားလုံးကိုကျေးဇူးများပါတယ်။